TNL ခေါင်းဆောင်ဖွဲ့ရဲ့နော်စန်းစန်းနီးနဲ့လုံနီးကင်နီးတွေကတော့ကျွန်တော်တို့ဝေဖန်ကြရည်အများကြီးဖြစ်တယ်။ရှာမန်စစ်စီတခုလုံးကတော့ပျက်စီးသွားတယ်။မန္တလေးမန္တရားကြားထဲမှာရှိနေတဲ့နယ်မြေတခုလုံးကိုစစ်ကောင်စီလက်ထဲကိုထိုးအလျားရတဲ့ပုံစံမျိုးဖြစ်သွားတယ်။နွေဦးတော်လန်ရေးကပြီးသွားမှာမဟုတ်ပါဘူး။နွေဦးတော်လန်ရေးအတွက်ပြည်သူတွေပေးခဲ့တဲ့တန်ဖိုးကတမိုင်းမှာမကြုံဘူးအောင်ကြီးကျယ်ပါလူတို့ရဲ့ ခံစားမှုနဲ့လူလူရဲ့ဒေါသမြင်လူလူရဲ့ဒီစစ်ကောင်မရှင်ပုံမှာပြန်ပြီးတုံ့ပြန်တိုက်ခိုက်လူတွေစိတ်ဓာတ်တွေကိုအခုကဒီကောင်းဆောင်ခွဲကြရင်နှွေးဖြောနေကြတာတရုတ်ရဲ့ပါဝင်ဆက်ဖွမှုကြောင့်ညီပဲမဟုတ်ပါဘူးကိုယ့်ကိုတော်လန်ရေးကိုရောင်းစားခဲ့တဲ့အလုံမျိုးတွေလုံလာတဲ့အတွက်ပိုဆိုးတာပါအဲ့ဒီထဲမှာအဆိုးဆုံးကတော့ NUG ရဲ့ဂျီတီချင်းလို ဟုတ်ကဲ့ဆရာဦးတန်းစိုးနေခင်ဗျာအခုစစ်တပ်ကမကြခင်ရွေးကောက်ပွဲလုပ်ဖို့ဟိုတာဆူနေပြီပေါ့နော်တာဆူနေပြီဆိုတော့ရွေးကောက်ပွဲကအဆင့်30နဲ့လုံမယ်ပြီးရင်ဖေဖော်ဝါရီလထဲမှာလွှတ်တော်ခေါ်မယ်လို့လည်းကျွန်တော်သိရတယ်အဲ့တော့2025ရွေးကောက်ပွဲအခင်းချင်းပြီးအလွန်2026မှာဘလို့နိုင်ငံရေးစီရင်ခင်းချင်းနေဖြစ်လာမလဲဆိုတော့နိုင်ငံရေးစီရင်30ချက်ပေါ့အဲ့ဒါဆရာကိုမေးလို့ပါတယ် ဲ့တော့ဒါပေမဲ့ပထမဆုံးအနေနဲ့သိလို့တာအခုလက်တလောပူပူနွေးဖြစ်တဲ့မိုးကုတ်မိုးမိတ်ကိစ္စပေါ့ဆိုတော့မိုးကုတ်မာ TNL ရသဘောတူညီချက်အရတရုတ်ကဲဂျာဝင်မှုနဲ့သူတို့ပြန်ဆုတ်ပေးရမယ်ဆိုတဲ့အခြေအနေပေါ့ဒီအခြေအနေမှာအဲ့မှာဝင်ရောက်တိုက်ခတ်ခဲ့တဲ့ PDF တွေကဟိုစူပေါင်းကာကွယ်မယ်ဆိုပြီးပထမသဘောထားရှိခဲ့တယ်ဒါပေမဲ့အဲ့အခြေအနေကမဖြစ်ခဲ့ဘူးဆိုတော့အဲ့ပုံမှာဆရာဘယ်လိုမြင်လဲဘယ်လိုသုံးသပ်ချက်ရှိလဲအဲ့ဒါလေးအရင်ဆုံးသိလို့ပါတယ်ဗျအခုဒီ ရှမ်းမြောက်မှာဖြစ်လာတဲ့ကိစ္စတွေအလုံးကတော့ခြေကံအပြင်ပြုတ်ရဖီအားကြောင့်ဆိုတာရှင်းပါတယ်သို့တော်ညာလေပြုတ်ရဖီအားပေါ်ကျွန်တော်တို့တုံ့ပြန်မှုခြင်းအဲတော်တော်တော့ကွဲပြားခြားနားမှုတွေတွေ့ရတယ်ခုမှဆိုပါစို့ MND ကိုလာရှုပ်တောင်းတယ် MND ကမလွဲသာလို့လာရှုပ်ပေးလိုက်တယ်သို့တော်လာရှုပ်မျိုးပဲပေးလိုက်တာလာရှုပ်မျိုးနဲ့ကိုမပေးဘူး စစ်တပ်ကမြို့ပြင်ထွက်ရင်တောင်မှ MNDAA ရဲ့စစ်ဆေးမှုနဲ့နော်တာစီမှုကြီးခန်းနေရတယ်။အဲတော့အပြင်မှာဘာမှထွက်ပြီးလှုပ်ရှားလို့မရဘူး။အဲတော့ကျုပ်ရဲ့အဲဒီတောင်းဆိုမှုကိုမလွဲမရှောင်သာလို့လိုက်လျောရတယ်ဆိုပေမဲ့ဒေါ့အင်းဆိုပြီးတော့ကျွန်တော်တို့ကိုယ့်ရဲ့စီးရအောင်မွေးရထားတဲ့နေပြည်တော်ကလုံးကိုထိုးအပ်တာမျိုးမလုပ်ပါဘူး။ MND ရဲ့အဲရည်တည်မှုအနေထားက တဘာဝကြတယ်လို့ကျွန်တော်တို့ကကဲဖြတ်ပါတယ်အခု DNL ကြတဲ့အခါကျတော့မန္တလေး PDF ကိုဘာမှသဘောထားမမေးမြန်းခဲ့ဘူးစစ်ကောင်စီကိုပေးမယ်ဆိုပြီးတဲ့နောက်ဘယ်နည်းဘယ်ပုံပေးမှလဲဆိုတဲ့အခါမှာလဲအခုဒေသတစ်ခုလုံးလွှမ်းမိုးထားတဲ့အနေအထားကို ထိုးအပ်မဲ့သဘောရှိ PDF တွေမနောက်ရှိဘူးနောက်ဆုံးပြီးဘူးပြောတဲ့အတွက် PDF တွေကလည်းမြုပ်ပြင်ထွက်နေတယ်နောက်အခြားသော တွဲဖက်နေတဲ့အင်အားစုတွေကိုလည်းသူကစနစ်ကြညှိနှိုင်းတာနော်နောက်ပြီးတော့အကူအညီပေးလိုတဲ့အဲတဘောရာအဲဆိုတော့လက်နဲ့ခရမ်းမိတောက်ခွဲဝေမှုပါညာအဲ့ဒါတွေလည်းသူကဘာမှစနစ်တကျကောင်းမွန်စွာညှိနှိုင်းဆောင်ရွက်တာဘာမှမရှိ DNA လေးခေါင်းဆောင်ဖွဲ့ရဲ့နော်စဉ်းစားနည်းနဲ့လုံနည်းကင်နည်းတွေကတော့ကျွန်တော်တို့ဝေဖန်ကြရအများကြီးဖြစ်တယ်။ရှာမန်စစ်စီတခုလုံးကတော့ပျက်စီးသွား မန္တလေးမန္တရားကြားထဲမှာရှိနေတဲ့နေမြေတစ်ခုလုံးကိုစစ်ကောင်စီလက်ထဲကိုထိုးအားလျရတဲ့ပုံစံမျိုးဖြစ်သွားတယ်။မန္တလေး PDF တွေလည်းဘာမှနော်ဆက်ပြီးတော့အဲ့ဒါတွေကိုတုံ့ပြန်ဆောင်ရွက်နိုင်မယ့်အခြေအနေမရှိပါဘူး။အဲ့ဒီအချိန်မှာအခြားသောကျွန်တော်တို့လက်နက်ကိုင်အင်အားစုတွေကလည်းဘသူ့ကိုဘယ်လိုကူညီမှမသိဘူး။အချိန်ကြီးကရောင်းဝါးဝါးဖြစ်နေတဲ့အောင်မှာအခုကတော့အကုန်လုံးဒီစစ်ကောင်ရှင်ဘက်က အသာစီးရသွားတဲ့အနေထားချမ်းမြောက်ထဲမှာရှိနေတဲ့အဲမိုးကုတ်မိုးမိတ်ကနေပြီးတော့မန္တလေးအတွင်းမှာရှိနေတဲ့နေရာအလုံးကတော့အခုကတော့စစ်ကောင်စီခြေပနအောင်ရောက်သွားပြီဆိုတော့ကျွန်တော်ဝန်းနေဆိုတော့တည်ရှိရပါဟုတ်ကဲ့ဆရာဟိုတခုရှိတာကတော့သူ့မှာဘလောက်အခက်ခဲကြီးတယ်ဆိုတဲ့အပိုင်းလဲတွက်ဆလို့ရတယ်လေဟိုလက်နက်ခဲရန်အစတရုတ်ကဒီလိုပိတ်ပလိုက်တာဟိုကုံစီတွေလာမှုကိစ္စလောင်စာစသဖြင့်အခက်ခဲကြီးမှတယ်အဲ့တော့ ကိုမင်းမှာသဘောတူညီမှုလုပ်တဲ့အခါမှာသဘောတူညီမှုအတိုင်းသူကစောင့်ဝဲရတဲ့အပိုင်းဖြစ်မှာပေါ့နော်ဆိုတော့သူ့ရဲ့အခက်အခဲကြီးမားတဲ့အခြေအနေပေါ့လက်ရှိအခြေအနေကအဲ့ဒါကိုထက်တွက်ဖို့မသင့်ဘူးလားထက်တွက်ဖို့လိုအပ်ပါတယ်ဒါပေမဲ့သူဟာသူ့အခက်ခဲတွေကြောင်းပြောမယ်ဆိုလို့ရှိရင် TNL ရ MNDA လောက်အခက်ခဲပါ့ဘူး MND လိုနော်ကျွန်တော်တို့ဖြန့်ငှားဖြတ်ဖြတ်လေးဖြတ် TNL ဒေသကိုလွတ်လို့မရပါဘူး နေစမ်းတယ်ဆိုလို့ရှိရင်မိုင်300ပါဝန်းကျင်လောက်လမ်းဝေးပါမယ်။မန္တလေးတိုင်းကမရယာစင်ကူးစားတဲ့နယ်မြေတွေပါကျွန်တော်တို့ပေးလိုက်ရတဲ့အချင်းကြီးဆိုတော့နည်းနည်းလွန်သွားပြီလို့ထင်တယ်။မန္တလေး PDF အနေနဲ့မန္တလေးနယ်မြေမှာဆက်ပြီးတော့ဂျက်တီဘူတော်တော်ခက်ခဲသွားတယ်။အဲ့တော့သူဂျက်တီဘူဆိုရင်သူစကိုင်းမဲ့ကူရတော့ဒီအချင်းကြီးကဘာလို့ဖြစ်စီလဲဆိုတော့ကျွန်တော်တို့အညာဒေသက လူလူရဲ့ຫນွေဥတော်လိုင်းကြီးတရားလုံးရဲ့ဘာပြူအခြေအနေတိမ်းဆောင်အားနည်းသွားနိုင်တဲ့အခြေအနေကိုရောက်ရှိသွားစီလေဆိုတာကိုကျွန်တော်တို့ကတော့အလေးနဲ့ထားပြီးတော့ထောက်ပြမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဆရာအဲ့တော့ဒီရှမ်းမြောက်ဒေတာဖြစ်စင်တဲ့ပတ်သက်ပြီးသုံးသက်ချက်တော်တော်များများအခုထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့တစ်တုံညာနှစ်ခုဖြစ်စင်မှာတော့ဒီလှိုင်းနဲ့အတူຫນွေဥတော်လိုင်းရဲ့ကလည်းအားကောင်းလာတယ်။ အခုတက်တုံကြနှစ်ခုကပြန်ပြီးတော့ MNDA နောက်ဆုတ်တယ်အခု TNL နောက်ဆုတ်တယ်ဟို AA ရလည်းသူ့ဒေတာမှာသူတိုက်ပွဲတွေပေါ်နေရတော့ဒီရှမ်းမြောက်ဒေတာမှာအခုလိုဖြစ်တဲ့အတွက်ဟိုနွေဦးတော်လိုင်းရေဆရာကူနာပြောသလိုအများကြီးတက်ရောက်မှုတွေဖြစ်လာပြီဆိုတဲ့အတွက်နွေဦးတော်တန်လေးပြီးသွားပြီလားဆိုတော့ဟိုမေးခွန်းတွေတော်တော်များများထွက်ပေါ်လာပါတယ်တုံးသက်မှုတွေလည်းရှိနေပါတယ်အဲ့ဒီပေါ်ရောဆရာအနေနဲ့ဘယ်လိုမျိုးဟိုသဘောထားပြေးလို့လဲနွေဦးတော်လိုင်းရေက ပြီးသွားမှာမဟုတ်ပါဘူး။နှွေဦးတော်လန်ရေးအတွက်နော်ပြည်သူတွေပေးခဲ့ရတဲ့တန်ဖိုးကတမိုင်းမှာမကြုံဘူးအောင်ကြီးကျယ်ပါတယ်။ရှစ်ကောင်စီဘလောက်ကောင်းမွန်တဲ့အဲလက်နက်တွေနဲ့အဲထိုးစစ်တွေလုပ်ပြီးတော့ပြည်သူလူထုကိုစစ်ပဏနဲ့နင်းမှုစူးစမ်းလဲပြည်သူလူထုကတော့ရရလဲနေနေကျွန်တော်ဆက်ပြီးခုခံနေပါဘူး။ဒါကြောင့်မို့ရွေးဦးတော်ရံကြီးမပြီးဆုံးနိုင်သေးပါဘူး။ ရွေးဥဒေါ်လာရင်းရဲ့အချိန်ကြီးနှိမ်ပါသွားတဲ့အနေထားတော့သူများရှိနေပါတယ်အဲ့ဒါလောက်ပါပဲမာဘီဝါအာစီအချိန်ကြီးရနှိမ်ပါသွားတဲ့အနေထားတွေတော့ရှိနေပါတယ်အဲ့လိုရှိတဲ့ကိစ္စကတရုတ်ရဲ့ပါဝင်ဆက်ခွင့်မှုကြောင့်ညီပဲမဟုတ်ပါဘူးအဓိကကတော်လန်ရေးအင်အားစုတွေကတော်လန်ရေးမဆန်တဲ့စစ်သားနည်းတွေနဲ့ကိုဒေသကိုမျိုးသားကိုလူမျိုးအရှင်ပြည်သက်သာရေးအတွက်ကြံတဲ့အင်အားစုတွေရဲ့ မျက်နှာနဲ့အခြေအနေကိုမထောက်ထားပဲနဲ့ကိုယ့်ကို တော်လိုင်းရေးကိုရောင်းစားခဲ့တဲ့အလုံမျိုးတွေလုံလာတဲ့အတွက်ပိုဆိုးတာပါအဲ့ဒီထဲမှာအဆိုးဆုံးကတော့ NUG ရဲ့ဒီတိအခြေအနေပါ NUG ကစကြောင်းအားလုံးနေပြည်တော်ကိုကြည်တက်ကြလို့နော်အထွေထွေထိုးစစ်စတော့မယ်လို့လေတလုံးမို့လို့ကြာမြောက်မျိုးစုံပြစ်လာခဲ့ပြီဒီနေ့ကတော့နော်မိုးကုတ်မိုးမိတ်ကိစ္စက သူတို့ကခေါင်းထဲတောင်ထည့်စဉ်းစားဖို့မရပါဘူး။ NUG ဘယ်အင်အားတွေဘယ်တပ်ဖွဲ့တွေကိုမိုးခုတ်ကာကွယ်ရေးတွေဘယ်လိုလွတ်လိုက်တယ်ဆိုတဲ့ကိစ္စတွေမရှိပါဘူး။လူတို့ရဲ့ခံစားမှုနဲ့လူတို့ရဲ့ဒေါသမြင်လူတို့ရဲ့ဒီစစ်ကောင်မရှင်ပုံမှာပြန်ပြီးတုံ့ပြန်တိုက်ခိုက်လူတွေစိတ်ဓာတ်တွေကိုအခုကဒီကောင်းဆောင်ခွဲကြရင်ွေးဖြောနေကြတာအခုရင်ွေးဖြောနေမှုဒါတော့ခင်ဗျားလည်းကြားမှာပါ ရူဒေါ်လာရေးပါအရေးကြီးဆုံးကကျွန်တော်တို့ဝင်းကြီးချုပ်ယုံလို့ပြောပါတယ်။ဝင်းကြီးချုပ်ယုံမှာအခုဖြစ်နေတဲ့ကိစ္စတွေဒေါ်လာရေးနဲ့ဘာမှကိုမသက်ဆိုင်ဂျိန်ခန်းနေကြတယ်နော်။ခွေးမွေးနေတွေလုံနေကြ။နောက်ပြီးတော့မိမကတွဲမွန်ယောက်ျားကညွန်ကြားရေးဘူးချုပ်အဲ့ဒီထဲမှာလက်ထောက်တွင်းကိုနေလဲပါသေးတယ်။အဖွဲ့ကြီးပုံကတော့ကျွန်တော်တင်တာအပြည့်ပဲ။စစ်ကောင်မရှင်ဖွဲ့ကြီးပုံတော့ကျွန်တော်တို့ဒီ NUG ရဲ့ဖွဲ့စည်းပုံတော့ ျွန်တော်တောင်းတင်းပြေဝမယ်လို့မထင်ပါဘူး။ဒါပေမဲ့ခက်တာကအရှင်းမရှိအင်းမရှိနော်။တကားမရှိဒါမရှိထင်းသလိုသုံးဖြုံနေကြတဲ့အခါအခုစစ်တိုက်ဖို့လိုလာတဲ့အချိန်မှာသူတို့ရဲ့အထွေထွေထိုးစစ်လည်းမရှိဘူး။ပြန်လည်ထိုးစစ်လည်းမရှိဘူး။အကူအညီပေးတဲ့အင်အားလည်းမရှိဘူး။အဲ့တော့တော်လာရေးဒီလိုဖြစ်ရတဲ့အကြောင်းဟာတရုတ်ရဲ့ဖိအားကြောင့်ဆိုတာဒုတိယပြဿနာ။ပထမပြဿနာကတော်လန်ရေးအင်အားစုတွေ ော်လန်ကြီးကိုခေါင်းဆောင်နေတဲ့အင်အားစုတွေရဲ့တော်လန်ကြီးနဲ့မတူတဲ့အာဏာပါဝါဂုံမောင်းမှုတွေကိုကြိုးရှာမှုတွေဗန္နာရေးရအလွဲသုံးစားလုပ်မှုအဲ့ဒါတွေအလုံးကအခုစုစည်းပေါ်ပြနေတာအဲ့ဒါတွေရဲ့အကျိုးဆက်ဖြစ်ဒီနေ့ပြည်သူတရားလုံးတန်းနဲ့ချီပြီးပါဝင်နေကြတဲ့ကျွန်တော်မျိုးတော်လန်ကြီးရဲ့စီမဟာဗျူဟာအခြေအနေကအတော်လေးကိုစိုးစိုးဝါးဝါးကံကြမ္မာစုနဲ့ရင်ဆိုင်နေတာအခုကပြုပြင်ရေး လို့ကိုကျွန်တော်တို့မတောင်းဆိုတော့ကျွန်တော်တို့အခုတောင်းဆိုတာ NUG အနေနဲ့သူ့လက်အောက်မှာရှိနေတဲ့အင်အား300ကိုကျွန်တော်တို့အညာမြေတပေါင်းစုဖွဲ့ပဲလုပ်ပြီးလောလတ်လတ်လှုပ်ရှားဖွင့်ပြီ NUG ကိုကျွန်တော်တို့ကလည်းအလိုလျောက်ပြိုကွဲပစ္စည်းတော့မယ်အဖွဲ့အစည်းအဖြစ်ကျွန်တော်တို့ကဒေါ်လာရေးရဲ့ဥဆောင်ဖွဲ့ဖြစ်ကျွန်တော်တို့ကအသိမှတ်မပြုတော့ကျွန်တော်တို့အသိမှတ်ပြုတာမပြုတာလည်းရင်းကြည့်ပါ တို့လိုလိုပြူတော့မယ်အနေထားရောက်နေပါရှင်းနေမရှင်းနိုင်မလင်းနိုင်ပြူခွဲတော့မှာကျွန်တော်တို့ဆူတောင်းတာမဟုတ်သို့တော့အဲ့ဒီအင်အားစုတွေတော့ပြည်သူတွေပြည်သူတော်လှန်ရေးဘက်ကိုလွှဲပြောင်းပေးဖို့ကျွန်တော်တို့ကတော့တောင်းဆိုတိုက်ပွဲဝင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဆရာအဲ့တော့စစ်ကော်မရှင်ဘက်ကိုကြည့်အောင်ပါကျွန်တော်တို့က2026အခင်းကြီးကိုဆက်သွားမှာပေါ့နော်အဲ့တော့အခုမကြခင်ရွေးကောက်ပွဲလောက်တော့မယ်ရွေးကောက်ပွဲကဒါစန့်ကျင်ရမယ်ကန့်ကွက်မယ်ဆိုပြီးတော့ ຫນွေဦးတော်လိုင်းအင်အားစုတွေကတော့ဒါဟိုကျွေးကြော်နေကြတာပဲဒါပေမဲ့အချိန်နေရအာဆီယံပြောသလိုတားဆီးလို့မရဘူးသူ့ဝန်သူတော့လှုပ်သွားမဲ့နေသားမျိုးရှိနေတယ်ဆိုတော့ဆရာအနေနဲ့ဘယ်လိုမြင်လဲရွေးကောက်ပွဲပေါ်မှာဟိုရွေးကောက်ပွဲကဖြစ်သွားမလားပြီးရင်အဲ့ရလက်ပေါ်မှာဘာ ਈ ဆက်ဖြစ်လာနိုင်လဲစစ်ကောင်စစ်ဘက်ကလုံးမဲ့အခင်းချင်းပေါ့အဲ့ဒီပေါ်အသုံးသက်ချက်လည်းတည်လို့ပါတယ်ဟုတ်ကဲ့ရွေးကောက်ပွဲကတော့เนาะအတုအယောက်ရွေးကောက်ပွဲ လှုပ်ပွဲဆိုတာကိုတကမ္ဘာလုံးကသိပါတယ်။ဒါပေမဲ့ဒီနေ့ကာလမှာဒီမိုကရေစီအင်အားစုတွေ EU တို့အမေရိကန်တို့ကကျွန်တော်တို့အတိမမပြုတ်လေရုရှားလိုနော်တရုတ်အာဏာရှင်အုပ်စုတွေကအတိမပြုတ်အဲ့တော့အာဏာရှင်အုပ်စုတွေအတိမပြုတ်လို့ရှင်ဘာဖြစ်လာမင်းအောင်လိုင်အယူထနေတဲ့သမရဖြစ်ရင်စီမံကိန်းကလည်းအောင်မြင်သွားမယ်အချိန်ရှိပါလွတ်တော်တွေပေါ်လာမယ်လွတ်တော်တွေကနေပြီးတော့ သူတို့2008အခြေခံပုံမှာစစ်ကောင်စီနဲ့ဆရာနာရှင်စနစ်သက်ဆိုးရှိရေးအတွက်ကြားကံပါပြထားတဲ့တရားစုတွေအားလုံးဟာပြန်လဲပြီးတော့ဖုတ်ဝင်ရှင်းတန်းလာတော့မှာကျွန်တော်တို့ဗမာပြည်ကိုစစ်မှန်နဲ့ဆက်ပြီးတော့နောက်ထပ်အနှစ်တရာလောက်နေနိုင်ဖို့ကြိုးစားကြအောင်ပေါ့အရင်တော့ကလူတော်လိုင်းရင်းနဲ့တန်းသာလက်နက်ကင်တရားစုတွေက80ရာခိုင်နှုန်းသုံးမှုထားပြီးတော့30ရာခိုင်နှုန်း 是的，是讲是公平白个，装收收木头，啊，可啊，伢在伢在咯，变皮多咯，啊，伢在在哈，是讲是热天有道理些，再闹路伢在伢在几年呢？再闹路啊，冬在冬啊，困在变皮多，冬啊，那边树木木困在些没？再闹路啊，冬在喂在那，哎，六几年嘛，哎，那个再闹路塞比较，冬冷冬变冬冷嘛。 ကျွန်တော်တို့အခုတပ်ပေါင်းစုမဖွဲ့ဘူးကိုယ့်အကူတူဦးချင်းနေကြမယ်စုပြီးတော့တိုက်နိုင်တဲ့နေရာတိုက်မယ်နော်ဒါပေမဲ့အဲ့ဒီနေနဲ့ကျွန်တော်တို့စနစ်ကြစုစည်းတိစောက်ထားတဲ့စစ်ကော်မရှင်တပ်ကိုကျွန်တော်အနိုင်မတိုက်နိုင်ဘူးအနိုင်မတိုက်နိုင်ရင်တခွဲချင်းစားခံတခွဲချင်းသိမ့်သွားမှာတနေချင်းသိမ့်သွားမှာနှွေးဦးတော်လိုင်းကြီးကရေစုံမျောတော့မှာပါအဲ့ဒီအချိန်နေမဖြစ်ဖို့အတွက်ကျွန်တော် ရူးတော်လိုင်းရေးကအညာမှရှိနေတဲ့အင်အားစုတွေအလုံးဒီနေ့တပေါင်းစုဖွဲ့ကြဖို့လို့နေအဲတပေါင်းစုဖွဲ့ဖို့အတွက်ဘာလုပ်ရမလဲအဲလူစုဖွဲ့ဖို့သဘောတူတဲ့ခေါင်းဆောင်တွေအညာတော်လိုင်းရေးအင်အားစုတွေကပေါ်ထွက်လာဖို့လိုပါတယ်အဲ့ဒီဟာရဲ့ဖြစ်ပေါ်တူဝမှုနဲ့တူတစ်ဖက်ကတော့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေရဲ့နော်ဤရာတို့တွေရဲ့နော်တပေါင်းစုနဲ့ကျွန်တော်တို့တွဲဆက်ရူးတော်လိုင်းရေးကိုဆက်လက်ပြီးကြကုတ်ကြခဲခုခံမယ် ကြားခံမယ်ဆိုလို့ရှိရင်ကျွန်တော်ဘာပဲဖြစ်ဖြစ်နေဦးတော်လာကြီးကတော့ရှင်းတန်းနေမှာစစ်တပ်ဘက်ကသွားမဲ့လမ်းကြောင်းကဟိုဘလိုပဲဖြစ်ဖြစ်ရွေးကောက်ပွဲသူတို့အထမြောက်ဝိုင်းဟိုစိုးကောပေါ့နော်အစိုးရပေါ်လာမယ်လွှတ်တော်ပေါ်လာမယ်အဲ့ဒီမှာဟိုသွားနိုင်တဲ့ဖြစ်နိုင်ခြေကတိုင်းရင်းသားတွေကိုငြင်းငြိမ်းစကားပြောဖို့သူတို့ပူပြီးကြိုးပမ်းလာနိုင်တယ်ပေါ့နော်ကြိုးပမ်းယုံတဲ့တင်တစ်ဖက်ကလည်း ဟိုခဏဖြစ်ဖြစ်စိတ်ရက်ပြီးတော့စကားပြောမဲ့အခြေအနေဖြစ်လာမယ်ဆိုရင်ဥပမာ A တို့ KIA တို့ KNU တို့ပေါ့ EAO အကြီးပန်းနေရာအဲ့လိုမျိုးဖြစ်လာမယ်ဆိုရင်ဟိုဒီအပြောင်းလဲရအကြီးမိုင်းဖြစ်သွားနိုင်လားမျိုးတော်လန်ရေဘူးသူကတော့သမရယာလူရပြီအစိုးရဖွဲ့ဖွဲ့ပြီလွတ်တော်တွေလည်းသူကနော်ခေါ်ယူနိုင်ပြီဆိုတဲ့အချိန်ကြီးရောက်တာနေတပြိုင်နက် NGA ခစ်တခစ်ကိုသူကပြန်သွားနိုင်အောင်ကြိုးပမ်းမှာ ဒါကတရုတ်ကလည်းလိုချင်တဲ့ပုံစံလည်းဖြစ်ပါတယ်။တိုင်းရင်းသားတွေလိုချင်တဲ့ Federal ကိုရေးတွေတောင်းပေးမယ်လို့ကျွန်တော်တို့တို့ကပြောမှာပါ။အဲဒီမှာနိုင်ငံရေးရနော်မတောင်တင်းနဲ့မကြန့်ခိုင်တဲ့အင်အားစုတချို့တော့ပါသွားနိုင်ပါတယ်။ဒီအစ်ဆိုးရဟာနော်ဘယ်တိုင်းရင်းသားအင်အားစုကိုမှ Federal အဆင့်မှလည်းပေးမှာမဟုတ်ဘူး။ Federal အခွင့်အရေးတွေရနိုင်မလားမရနိုင်ဘူးလားဆိုတာကျွန်တော်တို့ နဖူးဟောလက်တင်စဉ်းစားကြည့်ကြမလို့ပါဘူးတမိုင်းကြောင်းရရှင်းပြီလားတံပြပေးမှာပြီးရင်စစ်ပလက်အောက်ထမ်းမှာအဲ့တော့အဲ့ဒီကံကြမ္မာမျိုးတွေကိုကျွန်တော်တို့ဝင်ရမယ်ဆိုရင်တော့နောက်ထပ်ပြည်တွင်းဆက်နှစ်တရာကျွန်တော်ဆက်ပြီးဆင်ရွေးဖို့ကျွန်တော်တို့ကျင်းဆန်ရမယ့်အခြေအနေနဲ့ကြုံရနိုင်မယ်ဆိုတော့ကျွန်တော်တို့ထောက်ပြကြလို့ပါနေမယ်ဒီတော်တော်ကြီးဖွဲ့ပြီးတာနဲ့အာညဉ့်ညဉ့်ကြီးဟိုဟာတို့ ဟုတ်ကဲ့ဒါဟိုစစ်ကောင်စီဘက်ကဒီစစ်အုပ်စုဘက်ကကြိုးပမ်းနိုင်ကြီးအခြေအနေပေါ့နော်ဒါလည်းဟိုဖြစ်နိုင်ကြီးရှိပါလေလွတ်တော်ပေါ်လာပြီဆိုရင်အဲ့တော့တစ်ဖက်မှာလည်းကျွန်တော်တို့အခြေခံဥပဒေရေးဆွဲနေတဲ့စ조사နေတဲ့ဒီ UNCC တပ်ပေါင်းစုအတွင်တန်ဆောင်တဲ့အင်အားစုတွေကျွန်တော်ရှိနေတာဟုတ်ဆိုတော့ဒီဘက်ကလည်းအဲ့လိုအခြေခံဥပဒေနဲ့အတူတိုင်းရင်းသားတွေကပြန်စုဖွဲ့မှုကရောဘာတွေမျှော်လင့်နိုင်မလဲဒီစစ်အုပ်စုနဲ့အပြိုင်ပေါ့ဒီဘက်ကရောဟိုရလက်တစ်ခုဖြစ်လာနိုင်ကြီးရှိနိုင်လားဆရာဘလို့မြင်လဲဗျာ ျွန်တော်တို့ဟာ NUCC တို့ CRPH တို့ NUG ဆိုတဲ့အစိုးရခေါင်းဆောင်မှု အောက်မှာဒါမှမဟုတ်အဲ့ဒါကိုဝန်ရံပြီးလုံနေလို့ကတော့ Federal ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဆိုတာဖြစ်လာမှာမဟုတ်ဘူးအဲ့ဒါကျွန်တော်တို့အလကားပြောတာမဟုတ်အခု slide လျှံမုံစာကောင်း Federal ဝန်ကြီးဌာနလုံနေတဲ့ Federal ဖွဲ့စည်းပုံသာသာတော့ Federal ပြည်ညင်လောက်နေသူရရတာပေါ့ဒါပေမဲ့ပြည်ညင်ဆိုတာကဖွဲ့စည်းပုံမဟုတ်ဘူးလေမရဘူး 那婆子们说话，说话什么？婆子们说：“家了，哎 <noise> 喽，哎，你给咱那把那头头米喽，乌昂头喽，乌里边拿什么婆家？反正有时间乌里，很简便的。但是哎啊，狗，还有这，反正有牛头啦，啥来嘛？怕有，啥来嘛？怕有，怕有。哎呀，头喽，难免丢喽，只能这样。再头喽，牛头啦，说呀，就得头喽，喂，乌桑。” ော်သူတို့ပဲလုံမယ်ဒါပေမဲ့သူတို့လုံမှာကတော့နောက်ထပ်9နှစ်လောက်ကြာမှာအဲ့ဒီဟာကိုအောင်ထည်ပေါ်ဖို့လို့အဲ့တော့လတ်လောလို့ရမှာနောက်ပြီးတော့လုံနေတာကလေလိုင်းနဲ့နောက်ပြီးတော့ကျွန်တော်တို့အပေါ်ကအပေါ်ကနေအောက်ကိုချပေးတာလေလိုင်းနဲ့နေအောက်ချအမှန်လို့ရမယ့်အချိန်တွေကဘာလဲဆိုလို့ရှိရင် bottom up လို့ရမှာအောက်ချရလို့တခြားလုံးပြောလာခဲ့ကြတဲ့ကိစ္စပေါ့ဗမာလူမျိုးကြီးဟွာတာကျင့်သုံးမှုဘာညာဆိုတဲ့ကိစ္စ ဒီနေ့ NUG ကလည်းအဲ့ဒီသဘောအဲ့ဒီအချိုးပဲလေအဲ့ဒီစိတ်တင်နေရတော့ဘယ်တော့မှဖက်ဒရယ်ချီကဥရီတဲကဖြစ်မှာမဟုတ်ကျွန်တော်တို့ဗမာပြည်ကြီးဆိုးတဲ့ NLD ကိုစားပြုထားတဲ့အစိုးရဖွဲ့တရက်ကဖွဲ့ကြည့်မှုတရားချချပြတာကိုမင်းတို့လိုက်နာကြဆိုတာမျိုးကဒီနေ့ခင်မှာရတော့မှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒါလေကျွန်တော်တို့ကဒါကဒီနေ့ဒေါ်လာရဲ့တောင်းဆိုချက်ရဆိုရင်ဒုတိယပြဿနာပထမပြဿနာကဆက်နိုင်တယ်ခု ဖြစ်နိုင်တိုက်ဖို့ကတော့ကျွန်တော်ခုနပြောပဲလို့လွတ်ရတဲ့နော်ကျေပြတ်နေမာမိတပုံစုကြီးပွဲဘူးညာဒေသမှာပွဲမယ်တိုင်းသားဒေသတွေမှာပွဲမယ်အဲ့ဒီမှာအတ္တတွေမာနတွေသူကဘလောက်ဖြတ်သန်းမှုရှိတယ်ငါကဘလောက်ဖြတ်သန်းမှုရှိတယ်ငါကဘလောက်တိုက်နိုင်တယ်ဆိုတာတွေအလုံးတဲ့အလုံးညင်ညွတ်တဲ့နော်တောင်ပေါ်မှာလဲစူးစီးမယ်တောင်ကျင်းမှာလဲစူးစီးမယ်ဆိုလို့ရှိရင်ຫນွေဘူးတော်လန်ကြီးဟာဘယ်လိုမှကျွန်တော်တို့ 人对，必须么锻炼嘛。那一天嘛，追着来，追着空出的路，出去哈的，到马来西亚、越南呢，这样的包揽路线。南京伢子，你比如外面伢子的包揽里面路线，你就啥嘛？那超，那是超酷的呀！那里路，那来的，上面都有啥美食路线？就侬讲的这个嘛，几年啊，这样的皮带奶奶路线，用起来叫标准嘛。 ဟုတ်ကဲ့ဆရာဦးတန်းစွန်နိုင်ကျေးဇူးများတင်ပါတယ်2026မှာဖြစ်လာနိုင်ခြေနိုင်ငံရေးစီရေးတုံးသက်ချက်ကိုအခုလိုရှင်းပြပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျ